ပရိသတ်အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှပြန်လည်ကြိုဆိုလိုက်ပါရှင်။ကျမတို့ channel တွေကနေနေစဉ်ပြည်တွင်ပြပသတင်းများ၊ကျောင်းတိုင်းရေးသတင်းများနဲ့နောက်ဆုံးသတင်းများကိုအချိန်နဲ့တပြေးညီစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။ရှ िख ုပ်ပရမအစွာစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ဆန်ရှင်စီးပွားရေးပိတ်ဆို့ခံရရင် software များအင်အားစုစည်းမှုပုံမရရှိစေဟုမင်းအောင်လိုက်ကမောင်းရင်ပြောဆိုခဲ့မှုသတင်းစာများပြင်ဆင်ချက်ထည့်ရသည့်အပြင်သတင်းရုပ်သံဗီဒီယိုများအလုပ်ကိုပြန်လည်ပြီးတော့တိဖြတ်ခိုင်းထားကြောင်းသိရတဲ့ တဲ့သတင်းလေးပဲဖြစ်ပါရယ်။အကြံပေးစကားဆောင်မရလိုက်ကဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိစဉ်ပြည်လုခဲ့တဲ့သတင်းစာရှင်တွေဘွဲ့တွင်ဆန်ရှင်စီပေါ်ရေးပိတ်ဆို့ခံရရင်ဆော့ဝဲများအင်အားစုစည်းမှုပုံမရရှိစေဟုမာရင်ပြုတ်ဆုခဲ့မှုအပေါ်မှာစစ်ကောင်စီပိုင်းနဲ့သတင်းစာများတွင်ပြင်ဆင်ချက်ထက်တွင်ရသည့်အပြင်သတင်းရုပ်သံဗီဒီယိုများအလုံးတွင်လည်းပြန်လည်ပြင်ဆင်တိဖြတ်ခိုင်းကြောင်းလည်းသိရှိရပါသည်။ မက်စလာခုနှစ်ရက်နေဘယ်လာရုစ်နိုင်ငံတွင်ပြစ်လုခဲ့တဲ့တရင်ဆန်ရှင်နယ်ပွဲများတွင်မြောက်နိုင်ကဆန်ရှင်လုတ်တယ်လို့ရှိရင်ဆန်ရှင်လို့ခေါ်တဲ့အဖွဲ့အစည်းတွေစက်ကျင်မဲ့အဖွဲ့အစည်းတွေကအတိုက်ခံခံရတဲ့ software တွေကအင်အားစုစည်းမှုကိုပုံမရရှိစေပြီးတော့မှပြိုင်ဆိုင်မှုတွေကိုပြင်ချလာမယ်စီဆိုတာကိုတော့သတိပြုစေလိုပါတယ်လို့မြောက်နိုင်ကမာယွန်းပြောဆိုခဲ့ကြောင်းသိရှိရပါတယ် ရင်းမရဲ့ပြောဆိုမှုကိုတော့မတ်လ9ရက်နေ့ထုတ်တဲ့သတင်းစာများတွင်အမားပြင်ဆင်ချက်အဖြစ်ဆော့ဝဲဆိုသောစကလုံးကိုဖြုတ်ပယ်၍ပြင်ဆင်ပြီးတော့ဖတ်ရှုပိုင်းရန်ထပ်တွင်ပြောပြသည့်အပြင်ရုံမြင့်တန်ကြားသတင်းများအားလုံးနဲ့ Telegram တွင်တင်ထားတဲ့မင်းလိုက်ရဲ့သတင်းစာရှင်းလင်းပွဲဗီဒီယိုများအားလုံးကို ပြန်လည်ပြီးတော့ပြင်ဆင်တည်ဖြည့်၍ထုတ်လွှင့်ခိုင်းခဲ့ကြောင်းသိရှိရပါသည်။ တက်ချုပ်ကပေးတဲ့မိခွန်အတိုင်းပဲသတင်းစာနဲ့ MRTB မှာဖော်ပြတာပါ။မူရင်းမိခွန်မှာကတော့မာရွင့်နေခဲ့တာဖြစ်ပါရင်သတင်းစာမှာအမှပြင်ဆင်ချက်ထက်တဲ့အပြင် Telegram ဗီဒီယိုတကူလည်းပြန်လည်ပြင်ဆင်တိဖြက်ပြီးတင်ရပါတယ်ဟုရန်ကုန်ခေတ္တရဲ့သတင်းမြစ်ကရှင်းပြထားဖြစ်ပါရင် Mail line ကဆန်ရှင်စီပေါ်ရေးပိတ်ဆို့မှုနဲ့ကွန်ပျူတာဆော့ဝဲဆော့ဝဲရဲ့ပြပြချနာတဲ့အတိတ်ပဲနဲ့အင်္ဂလိပ်စာအတော်တော်ကိုနားမလည်ပဲထင်ရမြင်ရပြောဆိုရမှာမာယွန်းသွားခဲ့ချက်ဖြစ်ကြောင်းရာကုတ်ကတည်းကသရရင်မြက်ကဆိုထားဖြစ်ပါရဲ့ အကြံပေးစကားဆောင်မင်းလိုက်ကမတ်စလ3ရက်နေ့ကနေမတ်စလ9ရက်နေ့အထိရုရှားခေါင်းဆောင်ပူတင်နဲ့ဘယ်လာရုစ်တမတော်တွေနဲ့တွေ့ရောက်တွေ့ဆုံခဲ့ပြီးဂျမန်နီနေပြည်တော်သို့ပြန်လည်ရောက်ရှိလာခဲ့ကြောင်းသိရပါတယ်ဆက်လက်ပြီးတော့ဝန်တွင်းတွင်စစ်မှုထမ်းဖို့မင်းကလေးတွေပါစစ်ကောင်စီကဖမ်းဆီးနေပြီးတပတ်အတွင်းမှာပဲလူငယ်လေးဆိုစစ်ကြောကဖမ်းဆီးခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင် မန္တလေးတိုင်းမေချလာခရိုင်ဝန်ရည်မြင့်နယ်မှာတပတ်အတွင်းလူငယ်လေးစေကျော်စစ်မှုချဖို့ဖမ်းဆီးခံခဲ့ရပြီးဖမ်းဆီးခံရသူတွေထံမှာအမျိုးသမီးငယ်တွေပါဝင်တယ်လို့ဒေတာခန့်ကပြောဆိုထားဖြစ်ပါရယ်ပြီးခဲ့တဲ့မတ်စတာ၃ရက်နေ့ကနေမနေ့ကမတ်စတာ၉ရက်နေ့ထိတပတ်အတွင်းမှာပဲဝန်ရည်မြင့်နယ်ကတမကန်ကြောက်ဦးစမုံနဘဲကန်ဖယားစုရွာရှိတပုတ်ကုံတဲစုမြောက်စင်စင်ရန်ကုန် အစရှိတဲ့ဂျေးရွာတွေကလူငယ်40ကျော်စစ်မှုထမ်းဖို့ဆိုပြီးစစ်ကောင်စစ်တပ်နဲ့ဂျေးရွာအုပ်ချုပ်ရေးမှုတွေကလမ်းမပေါ်ရင်အပြင်နေအိမ်တွေထိပါဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ပြောဆိုထားဖြစ်ပါတယ်။နဘဲကန်ရွာက15ဦးကလက်ဖက်ရည်ဆိုင်ထဲဝင်ပြီးပေါ်လာဆွဲခံခဲ့ရတယ်လို့အဖွဲ့မှတာဝန်ရှိသူကပြောဆိုထားဖြစ်ပါတယ်။ မကြီးအုပ်စုရွာကလူတွေရွာပြီးမှကင်တာမြောင်းဘောင်ထဲရေစင်းချိုးနေကြတာကောလမ်းပေါ်သွာလာနေကြတာကောဆဲဝက်ဖမ်းခံထားတယ်လို့လည်းဒီကခန္ဓာဦးကပြောဆိုထားဖြစ်ပါတယ်။မစလာလေးရက်နဲ့ညနေပိုင်းကဒိုင်ကောင်းကုတ်အနောက်ဖက်ရွာအလူအလှကြည့်ပြီးပြန်လာတဲ့စမုံကျင်းရွာကမိန်းကလေးတို့ကိုလည်းစစ်ကောင်စစ်တပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဆိုထားဖြစ်ပါတယ်။ အခုစင်းဟာဆိုလို့ရှိရင်ရရှိထားတဲ့အချက်အလက်များပါဖြစ်ပြီးမြေပြင်တွင်ယခုထက်ပိုမိုများနိုင်တယ်လို့ ETF ကပြောဆိုထားဖြစ်ပါရယ်။ဝန်တွင်းမှာပေါ်လာဆွဲခဲ့တာတွေနဲ့စစ်မှုမထမ်းခြင်းပဲရှောင်သိမ်းပြီးစကားဆောက်ကိုတော်လှန်ခြင်းနဲ့လူငယ်တွေကိုမြို့နယ်အဖွဲ့အစည်းတွေကကြိုးဆူနေပါရယ်။ဆက်တွဲမယ်ဆိုရင်တော့ပိတ်ကိုလည်းရောက်ဆက်တွဲပြီးယူဆောင်ရလိုအပ်တွေကိုလည်းပိတ်ကနေတဆင့်စုံစမ်းနိုင်ပါရယ်လို့ Voice of Wind အဖွဲ့ကပြောဆိုထားကြောင်းသိရပါရယ်။ အာနာဒေစကောင်စစ်တပ်ကရန်ကုန်မန္တလေးအပောင်ဝင်သူတို့ထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာစစ်မှုထမ်းဖို့လူငယ်အများအပြားကိုဖမ်းဆီးနေပြီးတနည်းအတွင်မှာပဲလူငယ်ထောင်ချီဖမ်းဆီးခဲ့ရမှာအခုဆိုရင်တော့စစ်မှုထမ်းအပတ်စစ်တဆယ်ကိုရောက်ရှိနေပြီးဖြစ်ကြောင်းသိရပါတယ်။အာရမဖမ်းဆီးခံရပြီးစစ်မှုထမ်းခံရသူတွေထက်ကလည်းစစ်တပ်ကနေထွက်ပြေးပြီးတော့တော်လိုင်းအဖွဲ့တွေထံမှတွားရောက်ခုလုံသူများလည်းများပြားလာနေပြီးဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်နေပြီးတော့စကိုင်းမြို့စီပင်ရုံနဲ့အမတ်တုံရစကန်ကိုလက်ပစ်ဘုတ်ဖြင့်ပြစ်ခတ်တိုက်ခိုက်မှုထိခိုက်ဒေဆုံးမှုရှိတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။စကိုင်းတိုင်းစကိုင်းမြို့စီပင်ယုံနဲ့အမတ်တုံးရစခန်းကိုလက်ပစ်ဖို့ဖြင့်ယနေ့နေ့နဲ့ပိုင်းပြစ်ခတ်တိုက်ခိုက်ခဲ့ကြသောစကိုင်းတိုင်းနိုင် Eagle Revolution 4 Local တပောင်းစုရဲ့တာဝန်ခံဗိုဒီဇာကရန်ကုန်ခေတ္တတည်နေဌာနထပ်ပြောကြားထားဖြစ်ပါရယ်။ ယနေ့မစနာ10ရက်နေ့နနက်4:30မိနစ်အချိန်မှာ Eagle Revolution ဖို့လိုကက်တပေါင်းစုမှရဲဘော်များကစီပင်ယုံနဲ့အမတ်3ရဲစခန်းတို့ကိုလက်ပစ်ပုံဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းစကောက်စီဖက်ကနေထိခိုက်သေးဆုံးမှုအခြေအနေမသိရသေးတော့လည်းပဲပေါက်ကွယ်မှုများဖြစ်ပွားခဲ့ကြောင်း၎င်းပြောဆိုချဖြစ်ပါတယ်ဒီမနေ့ပိုင်းမှာပဲစီပင်ယုံနဲ့အမတ်3ရဲစခန်းကိုလက်ပစ်ပုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါအတိအကျ ကြဆုံကတော့မတိရသေးပါဘူး။စကိုင်းတိုင်းနဲ့ Eagle Revolution 4 Local အဖွဲ့ရဲ့ mission ဖြစ်ပါတယ်ဟုဘူတီဇာကပြောဆိုထားဖြစ်ပါတယ်။စကိုင်းမြို့မှာပြည်သူတချို့ကလည်းယနေ့နဲ့နဲ့လေးနိုင်ကျော်ချိန်မှာစကိုင်းမြို့တွင်ပောက်ွယ်တန်တချို့ဖြစ်ပေါ်ခဲ့ပြီးမြို့ထဲတွင်စကားစစ်တပ်ဖွဲ့များလက်လက်ကင်းလက်မှုများတွေ့မြင်ရကြောင်းဒေတာပြည်သူများကပြောဆိုထားဖြစ်ပါတယ်။ဆက်နေပြီးတော့လာရှူတိုင်း သုံးမိရထားစက်ကောင်ပြင်တဲ့စက်ရုံတွေနန်းစင်တဲ့ဝန်ထမ်းများကစီကံလန်ရာချီအပါဝင်တန်တဲ့ပြစ်စင်များအလို့ကို ခိုးယူပြီးရောင်းစားမှုများစစ်စစ်တွေ့ရှိရတဲ့ဆိုတဲ့တဲ့ဝတ်တင်ဆက်ပြမှာဖြစ်ပါရှင်။ ရှမ်းပြည်နယ်အခြေဆိုင်အလားရှိုတိုင်းသုံးမီရထားဆက်ကောင်းပြင်းနဲ့ဆက်ရုံတွင်နန်းစီရဲဝန်းနှံများကစီကံလန်333ကလန်အပဝင်တန်ထဲပြစ်စင်များအလုပ်ကိုခိုးယူရောက်ဆောင်မှုဖြစ်ပွားခဲ့ကြောင်းမြမမီရထားစီရင်တရင်မြစ်ကရှမ်းကောက်ခဲ့တဲ့တရင်ဌာနထပ်လို့ပြောဆိုထားဖြစ်ပါရယ်ရှမန်းနေမဆနာကိုရနေလာရှူပိုင်းသုံးဆက်ကောင်းပြင်းတဲ့ဆက်ယုံတို့တောင်းလန်ရဲတပ်ဖွဲ့ဝင်များနဲ့မိရထားစီရန်ဝန်ထမ်းများကဝင်ရောက်ဆစ်ဆီခဲ့ကြတဲ့ ်ထို့သောစစ်စင်မှုအတွင်မှာဆိုရင်တော့ဆက်ကောင်းပြင်ဆက်ရုံအတွင်ရှိစီကလန်333ကလန်အပဝင်ပစ္စည်းများအလုံးပျောက်ဆုံးနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းဆက်ရုံမှာဆိုရင်တော့အနန်စီရဲဝန်ထမ်းများကဆက်ရုံအတွင်မှာရှိတဲ့ဌာနပိုင်တဲ့ပစ္စည်းများလုပ်ငန်းသုံးဆက်ပစ္စည်းများဆက်ကောင်းအရန်ပစ္စည်းများတွဲရန်ပစ္စည်းအကုန်လုံးကိုခိုးယူသွားပြီးဆက်ကောင်းအမှန် DF 2080အထက်ပိုင်းရှိစီတိုင်းကီထဲကနေ စီကလန်333ကလန်တို့ကိုခိုးယူရောင်းစားမှုများလုပ်ဆောင်ခဲ့ကြောင်းသိရှိရပါသည်။ထို့ပြင်ဆက်ကောင်းပြင်းတဲ့ဆက်ရုံတွင်မှရှိတဲ့တန်တဲ့ပစ္စည်းများအလုံးအပေါင်းဝင်ဘရိတ်တုံများမီပလက်ခုံများပါအမချံပစ္စည်းများအလုံးကိုခိုးယူသွားခဲ့ကြောင်းနန်စီနေဝန်ထမ်းများခိုးယူရောင်းစွာသွားခဲ့တဲ့ပစ္စည်းအလုံးကိုကြောင်ရဲတပ်ဖွဲ့ဝင်များနဲ့မိရထားစီနေဝန်ထမ်းများကမတ်တန်တင်ထားပြီးအရေးယူမှုများဆက်လက်လုပ်ဆောင်ရန်တပ်ဆိုင်ရာကိုတင်ပြမှုများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ကိုရနေ့ကတိုင်းတုံလာရှူစက်ကောင်ပြင်ဆက်ရုပ်ကိုတွားရောက်ဆစ်ဆီခဲ့တာပါဆက်ရုပ်ချက်ကဌာနပိုင်းနဲ့ပြည်စည်ရင်အလုပ်ကိုနန်းစီနေဝန်ထမ်းတွေကခိုးယူသွားတာဖြစ်ပါတယ်တန်တဲ့ပြည်စည်တွေကအကုန်ယူသွားကြပါတယ် break down တွေ me plug ခွေတွေကအစားဘောက်ကမှမကြံတော့ဘူးစက်ကောင်မှာ DF2080 အထက်ပိုင်းစီတိုင်ကြီးထက်ကစီကလန်333ခန်းလန်နဲ့မရှိတော့ပါဘူးနန်းစီနေတွေတော်တော်ဆိုးပါတယ်ဒီကောင်တွေအကုန်လုံးကိုမှတ်ထားပြီးကြော်ရင်ပြီးရင်အေးအေးယူနိုင်ဖို့တက်ဆန်ရလူကြီးတွေလှုပ်ပေးဖို့တောင်း င်းဆိုမယ်ဟုမိယာထားစီတဲ့ဝန်ထမ်းတို့ကတော့ပြောဆိုထားကြောင်းသိရှိရပါတယ်။အကြောင်းရဲ့တဆက်ပင်မှုကိုကျွန်မပဲကြားနာကိုပြပါရှင်။နောက်ထပ်ပြပင်ပြပသတင်းများ၊ကြော်ရည်သတင်းများနဲ့နောက်ဆုံးရသတင်းများနဲ့အတူပြန်လာပါမယ်။ပရိသတ်များလုံးမဲ့ရှင်နေရှင်ပြကြပါစေရှင်။